မင်္ဂလာပါရှင်။ဘာမခိတိတရင်ဌာနကနေဒီဇင်ဘာလ၈ရက်နေ့စိတ်ဝင်စားပွဲထိတ်တန့်ရောက်တဲ့တရင်များကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်။အခုပထမဆုံးတင်ဆက်ပေးမယ့်တရင်ကတော့ဒီဇင်ဘာလ၈ရက်အတန်တိတ်သပိတ်နေ့တွင်ပိတ်ထားမိဆိုင်များအလုတ်ယုံများနှင့်ကုမ္ပဏီများကိုအေးအေးယူရန်ပြည်သူများပါဝင်နိုင်သောဈေးရောင်းပွဲများပျော်ပွဲရွှင်ပွဲနှင့်လူလူလှုပ်ရှားမှုများဆောင်ရွက်ကြရန်စစ်တပ်ကညွှန်ကြားဒီဇင်ဘာ၁၀ရက်နေ့မြို့ဒီဝန်ထမ်းကိုမှခွင့်မပေးရန် လူဆောင်တက်ဆုံယုံတက်ခိုင်ရန်ဝင်ကြီးဌာနများအတွင်ယုံတွဲအမိန့်များထုတ်တယ်ဆွဲသတင်းကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။အတန်တိတ်တပိတ် ပြုလုပ်မဲ့ဒီဇင်ဘာ10ရက်နေ့တွင်ပိတ်ထားမိဆိုင်များအလုပ်ရုံများနှင့်ကုမ္ပဏီများကိုဖမ်းဆီးချိတ်ပိတ်အရေးယူရန်ပြည်သူများပါဝင်နိုင်သောဈေးရောက်ပွဲများပျော်ပွဲရွှေပွဲနှင့်လူလူလှုပ်ရှားမှုများတက်ဆိုင်ရာဒေသန္တရအာဏာပိုင်များကဆောင်ရွက်ကြရန်စစ်တပ်ကညွှန်ကြားထားကြောင်းနေပြည်တော်ပြည်ထရေးသတင်းရင်းမြစ်ကပြောဆိုပါတယ်။ စစ်တပ်ရွေးကောက်ပွဲကိုကန့်ကွက်မဲ့အတန်းတိတ်တပိတ်နှင့်ပတ်သက်၍ပြည်ထောင်စုဝန်ကြီးဌာနကညွှန်ကြားချက်တရက်ထုတ်ပြန်လာပြီးရင်းညွှန်ကြားချက်တွင်အတန်းတိတ်တပိတ်ပြုလုပ်မည့်ဒီဇင်ဘာလ10ရက်နေ့ပိတ်ထားမည့်ဈေးဆိုင်များစားတောက်ဆိုင်များအလုပ်ရုံဆက်ရုံများကုမ္ပဏီများကိုဖော်ထုတ်အရေးယူရန်နှင့်ချိတ်ပိတ်ရန်ဒီဇင်ဘာလ10ရက်နေ့တွင်ပြည်သူအများစုပါဝင်နိုင်သောဈေးရောင်းပွဲများပျော်ပွဲရွှင်ပွဲများနှင့်မြို့နယ်ရပ်ကွက်ဆိုင်ရာလူထုလှုပ်ရှားမှုများဆောင်ရွက်ရန်ပါညွှန်ကြားလာကြောင်းသိရှိရပါသည် အတန်ထိတ်သပိတ်တွင်ပါဝင်သောဆိုင်ညာအလုတ်ယုံစက်ယုံများကုမ္ပဏီများကိုနိုင်ငံတော်အကြီးညိုဖျက်ဆီးမှုအပြင်ရွေးကောက်ပွဲကိုနှောက်ယှက်သည့်ဥပဒေဖြင့်ပါအမှုဖွင့်ရန်ညွှန်ကြားထားပါသည်။ရှင်ဖြင့်ဒီဇင်ဘာလ10ရက်နေ့အတန်ထိတ်သပိတ်နေ့တွင်နေပြည်တော်အပါဝင်တနိုင်ငံလုံးရှိဝင်ကြီးဌာနများတွင်ဒီသည့်ဝန်ထမ်းကိုမှဖွင့်ရမပေးရန်ဝင်ကြီးဌာနများအတွင် ရုံတွင်းညွှန်ကြားချက်များထုတ်ပြန်လာကြောင်းအကယ်၍ဝန်ထမ်းများအနေဖြင့်ကျန်းမာရေးမကောင်းမှုနှင့်နိုင်ငံရေးကိစ္စများကြောင်း ခွင့်ယူလိုပါကသက်ဆိုင်ရာဝန်ကြီးဌာနအကြီးအကဲများ၏ခွင့်ပြုချက်ရယူပြီးမှခွင့်ယူပေးကြရန်ညွှန်ကြားထားပါသည်။ဆလပီမြောက်ဥက္ကလာမြို့နယ်ခမ်းမကုန်းဖောက်ခွဲတိုက်ခိုက်မှုရဲနှစ်ဦးထိခိုက်ဒဏ်ရာရတဲ့ဆွဲသတင်းကိုတင်ဆက်ပေးတော့မှာဖြစ်ပါသည်။ရန်ကုန်တိုင်းမြောက်ဥက္ကလာမြို့နယ်ခမ်းမကုန်းဖောက်ခွဲတိုက်ခိုက်ရာရဲနှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းမြို့ပြကြွအဖွဲ့မှတာဝန်ရှိသူနှင့်ဒေသခံပြည်သူများကသတင်းဌာနကိုပြောကြားပါသည်။ ဒီဇင်ဘာလ6ရက်နေ့ည10:30မိနစ်ခန့်တွင်ညဥကလာမြို့နယ်ခမ်းမကိုမြို့ပြကျွတ်အဖွဲ့သားများကလက်လုံမနှင့်လက်ပစ်ပုံးများပြစ်သွင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရပါသည်ထိုတိုက်ခိုက်မှုအတွင်းညဥကလာမြို့နယ်ခမ်းမ၌လုံခြုံရေးယူထားသောအကြံဖက်စစ်တပ်လက်အောက်ခံရဲများအနီးကျရောက်ပောက်ခွဲခဲ့ပြီးရဲနှစ်ဦးပြင်းထန်ထဏ်ရာရရှိခဲ့ကြောင်းသိရပါသည်။ပောက်ကွဲတံကတော့ထော်တော်ကျေလောင်နေညချင်းတိတ်ဆိတ်နေတော့အတန်ပူကြရတယ်။ပောက်ကွဲမှုဖြစ်ပြီးတိတ်မကြဘူး။ မြောက်ကလာမြို့နယ်ရဲစခန်းထဲကရဲခွေးတွေကထွေအုပ်ယုံကစစ်ခွေးတွေကရှောက်လာတယ်လို့သိရတယ်။မြောက်ကလာအဝိုင်းကလမ်းပိုင်းကိုပိတ်ပြီးတော့ဟိုရှာတီရှာတွေလုတ်သွားတယ်ဟုဒေသခံပြည်သူတို့ကပြောဆိုပါတယ်။မျိုးပြကြွက်အဖွဲအနေဖြင့်ဆက်လက်၍ခေါင်းမာစွာဖြင့်စစ်အာဏာရှင်များ၏ပေးစာကန်စာလောက်ဖြင့်ပြည်သူအပေါ်ဖိနှိပ်ရန်ရှာသည့်လမ်းကိုရွေးချယ်နေကြသည့်စစ်အုပ်စု၏လက်ပါစိန်များတောက်တိုင်မှန်သမျှကိုနေရအချိန်မရွေးတိုက်ခိုက်ချိန်မုံသွားမိဖြစ်ကြောင်းထပ်မံတတိပေးထုတ်ပြန်ထားပါတယ်။ပြည်သူတွေကအတန်တိတ်တပိတ်မှပါဝင်ပေးကြပါ။ ကြော်ကလေးတွေကလည်းအသံများများထွက်နိုင်အောင်ကြိုးစားပါမယ်။ရွှေကောက်ပွဲနဲ့ပတ်သက်ပြီး PR ပေးနေတဲ့သူတွေရဲ့အချက်အလက်တွေကိုကျွန်တော်တို့ page မှာလာပေးလို့ရပါတယ်လို့မြို့ပြကြော်အဖွဲ့မှတာဝန်ရှိသူကပြောဆိုပါတယ်။ဆက်လက်ပြီးဗမောင်မျိုးနယ်အတွင်းရှိရွှေလုတ်ကွက်နေရာကိုလေရင်ဖြင့်ပုံကျဲမှုပြည်သူတအူးသိဆုံးပြီး၅ဦးထဏ်ရာရဒီမော့ဆိုမျိုးနယ်အတွင်းရှိချေးပါကိုလည်းစစ်တပ်ကညအချိန်လေရင်ဖြင့်ပုံများကျဲချတယ်ဆိုတဲ့တဲ့ရင်ကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။ စကိုင်းတိုင်းဗမောက်မြို့နယ်တွင်ရှိရွှေလုတ်ကွက်နေရာကိုစစ်တပ်ကလေရင်ဖြင့်ပုံကျဲချရာပြည်သူတအူးတိတ်ဆုံးပြီး၅ဦးထဏ်ရာရရှိကြောင်းဒေသခံပြည်သူများဤပြောဆိုချက်နှင့်ဗမောက်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၏ထုတ်ပြန်ချက်အရသိရှိရပါသည်။ရှမန်နေ့ဒီဇင်ဘာလ9ရက်နေ့မိုးလင်း၂နာရီ15မိနစ်အချိန်ဗမောက်မြို့နယ်တောင်ပိုင်းသုံးပင်ချေးရွာအနီးရွှေလုတ်ကွက်နေရာကိုစစ်တပ်ကလေရင်ဖြင့်ပုံကျဲတိုက်ခိုက်ခဲ့ကြောင်းအဆိုပါဘုံကျဲမှုကြောင့်အယက်သားပြည်သူတအူးဖြစ်သောအသက်33နှစ်အရွယ်ကိုငိမ့်တေဆုံးခဲ့ပြီ ထီသူ၅ဦးထံရရရှိခဲ့ကြောင်းဒဏ်ရာရသူများတွင်ပြည်သူနှအူးမှဒဏ်ရာပြင်းထန်ပြီးအသက်အန္တရာယ်စိုးရိမ်ရကြောင်းသိရပါတယ်။မနေ့ကနေ့လယ်ပိုင်းဘုံကျဲသွားတဲ့နေရာကတိုက်ပွဲဖြစ်တဲ့နေရာမဟုတ်ဘူး။အဲဒီမှာရွှေထွင်းနေတဲ့ပြည်သူတွေပဲရှိတာ။လက်နက်ကင်တပ်ဖွဲ့တွေအခြေစိုက်တာမျိုးလည်းမရှိပါဘူး။အဲဒါကိုတမင်ဘုံကျဲချသွားတာပါ။ဗမောင်းမျိုးနယ်လေအတော်ကိုအလန်းဝေးတဲ့နေရာပါဟုဗမောင်းမျိုးကန်ရွှေတူးဖော်ရေးလောက်ကင်နေတော့ဒေသခံပြည်သူတအူးကရှင်းပြပါတယ်။ အလာတူယမနီးည8:45မိနစ်အချိန်ကရင်နီပြည်ဒီမော့ဆိုအနောက်ခြမ်းပစေးလာကြီးပါကိုစစ်တပ်ကလေကြောင်းဖြင့်ဘုံနှလုံးကျဲချသွားကြောင်းလက်တလောထိခိုက်ပျက်စီးမှုအခြေအနေမသိရှိရသေးပေစုံစမ်းနေစေဖြစ်ကြောင်းကရင်နီအခြေစိုက်ဒေါ်လန်ရေးတရင်ရဲ့မြက်ကပြောဆိုပါရယ်မနေ့ကဘုံကျဲတဲ့နေရာကလူနေထူထပ်မှုရှိတဲ့ဘုံကျဲတာကလေရင်တစ်ခါတည်းထိုးစင်ကျဲတာပထမတလုံးကနောက်တလုံးကလေရင်ကတပတ်ပြန်ပတ်ပြီးကျဲတာဟုကရင်နီအခြေစိုက်ဒေါ်လန်ရေးတရင်ရဲ့မြက်ကပြောဆိုပါရယ် ဆက်လက်ပြီးထိုင်းနဲ့ကမ္ဘောဒီးယားတို့တကြောပြန်စစ်ပြန်ဖြစ်ပြီးထိုင်းလီတက်ကကမ္ဘောဒီးယားစစ်စခန်းကိုပုံကျင်းကမ္ဘောဒီးယားကလည်း BM21 ရုရှားထုတ်တုံးကြီးများဖြင့်ထိုင်းတဲ့သူပြန်လည်ပြစ်ခတ်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ထိုင်းနဲ့ကမ္ဘောဒီးယားတို့နေဆက်နေမြေပိုင်ဆိုင်မှုအငင်းပွားရာမှာတကြောပြန်စစ်ပြန်ဖြစ်ပြီးထိုင်းလီတက်ကကမ္ဘောဒီးယားစစ်စခန်းကိုပုံကျင်းကကမ္ဘောဒီးယားကလည်း VM21 ရုရှားထုတ်တုံးကြီးများဖြင့်ထိုင်းတဲ့သူပြန်လည်ပြစ်ခတ်ကြောင်းထိုင်းသတင်းဌာနများကသတင်းဖော်ပြထားပါတယ်။ ယနေ့နနက်၈နာရီခွဲကျင်းအချိန်မှစတင်၍ထိုင်းစစ်တပ်ကကမ္ဘောဒီးယားနယ်မြေအတွင်းရှိစစ်စခန်းအဖြစ်အသုံးပြုနေသောကာစီနိုရုံတစ်ခုကိုဘုံကျဲချလိုက်ပြီးကမ္ဘောဒီးယားကလည်းထိုင်းဘက်သို့ထုံးကြည့်များဖြင့်ပြန်လည်ပစ်ခတ်ခဲ့ကြောင်းရှမန်နီကလည်းထိုင်းနှင့်ကမ္ဘောဒီးယားတို့နယ်စပ်တွင်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီးအဆိုပါပစ်ခတ်မှုအတွင်ထိုင်းစစ်သားတအူတိဆုံးခဲ့ကနှစ်ဦးထံရရရှိခဲ့ကြောင်းသိရပါတယ်လရှိထိုင်းဝန်ကြီးချုပ်အနုတင်ချန်ဖီယာကွန်ကလည်းအငင်းပွားနေသည့်နှစ်နိုင်ငံနေဆက်သို့သွားရောက်မိခီးစဉ်ကိုဖျက်သိမ်းပြီး လုံခြုံရေးဆိုင်ရာအရေးပေါ်အစည်းအဝေးခေါ်ယူနေကြောင်းထိုင်းစစ်တပ်အစိုးရကမ္ဘောဒီးယားကလက်နက်ကြီးများနဲ့အမြောက်များကိုငစက်သို့ရွှေ့ပြောင်းနေကထိုင်းနိုင်ငံ၏လုံခြုံရေးကိုချိန်ချောက်နေကြောင်းသတင်းများကဆိုပါတယ်။ထိုင်းအစိုးရကဂျမနီကရေကနှစ်နိုင်ငံနေဆက်နေထိုင်သောထိုင်းပြည်သူများကိုပြောင်းရွှေ့ခိုင်းထားခဲ့ပြီးဖြစ်ပြီးနေဆက်တလျှောက်တွင်ထိုင်းစစ်တပ်ကစစ်အင်အားကိုတိုးမြှင့်၍ချထားကြောင်းသိရပါတယ်။ထိုင်းနှင့်ကမ္ဘောဒီးယားတို့သည်နေမြေအငင်းပွားမှုများကြောင်း ယခုနှစ်မေလတွင်ပြစ်ခတ်မှုများစတင်ဖြစ်ပွားခဲ့ပြီးဇူလိုင်လ၌ယာယီအပြစ်ခတ်ရက်စေးကအမေရိကန်ဤစီစဉ်မှုဖြင့်အပြစ်ခတ်ရက်စေးရေးသဘောတူညီချက်လက်မှတ်ရေးထိုးခဲ့ကြပါသည်။နိုင်ငံပြစ်ခတ်ရက်စေးမှုအပြီး၅လကျော်အကြာတွင်စစ်ပွဲများပြန်လည်စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်ပါသည်။ဆလပီခွားမျိုးနယ်အခြေဆိုင်ခမရ963တရက်မှဒုတကြက်တအူအပါဝင်စစ်မှုရန်တပ်သားတစ်လေးဦးတနက်လေးလက်ယူဆောင်လာပြီးအလင်းဝင်တိုက်ပွဲတွင်ထွက်ပြေးလာသောစစ်မှုရန်တပ်သားတစ်သုံးဦးကိုလည်းအရှင်ဖမ်းမိတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ် ရခိုင်ပြည်နယ်ကွာမြို့နယ်အခြေဆိုင်ခမရ963တရဲမှဒုတကြက်တဦးအပါဝင်စစ်မှုရန်တပ်သားတစ်လီဦးတနက်လေးလက်ယူဆောင်လာပြီးအလင်းဝင်ကတိုက်ပွဲအတွင်ထွက်ပြေးလာသောစစ်မှုရန်တပ်သားတစ်သုံးဦးကိုလည်းအရှင်ဖမ်းမိခဲ့ကြောင်း People Revolution Alliance မှတာဝန်ရှိသူတဦးကသတင်းဌာနကိုပြောကြားပါရယ်အော်တိုဘားလ23ရက်နေ့တွင်အမ်ပရန်လန်ပိုင်စင်ပြွန်ချေးရွာအနီးတွင်တာဝန်ကျနေသောကွာမြို့နယ်အခြေဆိုင်ခမရ963တရဲမှဒုတကြက်တဦးအပါဝင်စစ်မှုရန်တပ်သားတစ်လီဦးသည် တနက်လေးလက်ယူဆောင်လာပြီး People Revolution Alliance တန်တို့ဆက်သွဲကောင်းအလင်းဝင်ရောက်ခဲ့ကြောင်းသိရပါတယ်။ထို့သောအလင်းဝင်ရောက်လာသောဒုတက်ချက်တဦးအပါဝင်စင်မူရန်တပ်သား၁၄ဦးသည် MA1 တနက်တလန်၊ MA2 တနက်တလန်၊ MA3 တနက်နှစ်လန်နဲ့ခရင်တချို့ကိုယူဆောင်လာခဲ့ကြောင်းသိရပါတယ်။ကျွန်တော်တို့ကိုဆက်သွဲပြီးချိတ်ဆက်ဝင်ရောက်လာတာပါ။သူတို့ကစစ်မှုရန်တပ်သားအသစ်တွေပါပညာရေးချင်းပေါ်လိုက်ပြီးဒုတချက်ကိုလည်းယာရုပေးထားတာပါသူတို့ရှေ့တန်းနေရာမှာပဲကျွန်တော်တို့နဲ့ချိတ်ဆက်ပြီးအလင်းဝင်ရောက်ခဲ့တာပါဟု People Revolution Alliance မှာတာဝန်ရှိသူကပြောဆိုပါတယ်။ထို့ပြင်နယ်ရီကန်တောင်နှင့် Amberland တိုက်ပွဲများမှာလည်းထွက်ပြေးလာသောအကြမ်းဖက်စစ်သား၃ဦးကိုလည်းညဖဲမျိုးနှင့်အတွင်ဖမ်းဆီးရမိခဲ့ကြောင်းချင်းစစ်သား၃ဦးသည်ခလာရ295တပ်ရင်းနှင့်ကျမ66လက်အောက်ခံတရားဝရီအခြေဆိုင်ခလာရ35တက်ရင်တို့မှအတင်းအဓမ္မပေါ်တာဆွဲခံရသောစစ်မှုရန်တပ်သားတင်များဖြစ်သောကြောင့်စစ်တုံးမှဥပဒေနှင့်အညီကောင်းမွန်စွာထိန်းသိမ်းထားကြောင်းသိရပါသည်။ လူမှုတော်လှန်ရေးမဟာမိတ်အင်အားစုအနေဖြင့်ဖြစ်ပေါ်ပြောင်းလဲလျက်ရှိသောနိုင်ငံရေးအခင်းအကျင်းနှင့်စီးရေးပူပေါင်းဆောင်ရွက်မှုများတွင်စင်ဆက်မပြတ်ပါဝင်ဆောင်ရွက်နေပြီးတော်လှန်ရေးဤတောင်းဆိုမှုများနှင့်အညီစစ်အာဏာရှင်ပြုတ်ကျရေးအတွက်တပ်ပေါင်းစုတိဆောက်ရေးတွင်တော်၎င်းဒီတန်တရအစိုးရများ Federal Union များနှင့်ပူးပေါင်းရေးတော်၎င်းမြေဦးတော်လှန်ရေးပြီးဆုံးသည့်အထိတိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း People Revolution Alliance မှတာဝန်ရှိသူကဆက်လက်ပြောဆိုပါသည်